ဝန်ထမ်းပေါ်လက်ပါတဲ့ရတနာပီကေတွန်းပါရှင်ပိုးချပြုခင်ယောက်ျားကိုထုံပရိသတ်ကြီးရဲ့ရတနာပီကေတွန်းဆာရှင်မင်းသမီးပိုးချပြုခင်ယောက်ျားကိုထုံကတော့သူ့ဆိုင်ဝန်ထမ်းကောင်းလေးကိုကိုတိလက်ရောက်ဆိုင်ဆိုင်ခဲ့ပြီးဆိုင်ထဲကနေပါနှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ တာကိုကောင်လေးကဖြစ်ဖြစ်ချင်းဆိုရှယ်ပေါ်တွင်ကသူ့မှာပြစ်မရှိကြောင်းနဲ့ဆိုင်လေးကလည်းကြောင်းမင်းရန်ရှာပြီးနှစ်ထုတ်ခဲ့ကြောင်းငွေယူကပြောပြခဲ့ပါတယ်။ဖြစ်စဉ်သေးစိတ်ကိုမပြောပြပေမဲ့လည်းပူထူနေတော့သူခန်းစားတဲ့အချိန်တင်နေတာဖြစ်ပြီးပိုးချပြုခင်ယောက်ျားဟာသူ့သမီးလေးနဲ့အတူတက်တော့ဆော့မီတဲ့ဝန်ထမ်းကိုဆဲဆုခဲ့ပြီးဆိုင်ကကလေးတွေနဲ့ဝန်ထမ်းတွေအတူတက်တော့မဆောင်ရတဲ့စီကံကအရှင်ကလေးကပြောထားပါတယ်။ ဆိုင်ဝင်တဲ့ကောင်လေးဟောင်းဆိုင်ကပြန်ဆိုင်သိမ့်ချိန်ဒီမှာတစ်တော်လေးစောခဲ့ပါတယ်။သူစောနေချိန်မှာကိုထွန်းရဲ့တမီးလေးကလည်းလိုက်စောတော့မစောနဲ့တားပေမယ့်ကလေးဆိုတော့နားမလည်ပဲပြောမရပါဘူး။ဒါကိုဘေးနားမှာရှိတဲ့ဝန်ထမ်းတွေကလည်းသိပါတယ်။ဒီလိုဖြစ်စဉ်ကြောင့်အကိုထွန်းတမီးလေးကိုလည်းဝန်ထမ်းနေနေဆိုရင်ကလေးတွေတွဲမစောရဘူး။စီကံကြောင့်မစောဘူးပြောပေမယ့်မရဘူးသူပါလိုက်စောခဲ့တာဖြစ်ပါတယ်။ နောက်ပြီးဆိုင်ဝန်နှန်းကောင်လေးဟာဘာရင်မဟုတ်ဘူးသူဆော့ထားတဲ့ TikTok ကိုတင်လိုက်ပြီးအကိုထွန်းသမီးလေးကဝင်ရှုံနေတယ်လို့ပြောမိခင်ပါတယ်။ဒါကိုကိုထွန်းကစိတ်ဆိုးသွားပြီးမနှက်ဆိုင်နဲ့ရောက်ရောသူ့ကိုဆဲဆိုပြီးဆွဲထုတ်ခဲ့တာလို့ဗီဒီယိုနဲ့တကွပြောပြလာခဲ့ပါတယ်။သူဟာကလေးလေးကိုတိတ်ခါချတာလည်းမဟုတ်ဘဲအကိုထွန်းတို့ဘက်ကတိတ်ခါကြအောင်လုပ်တယ်။တရားစွဲမဲ့ဘာညာလို့တော့သူ့ဘက်ကခံစားရတဲ့ခံစားချက်ကိုယခုလုံအမှန်တိုင်ပြောပြလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ဘသူမားနဲ့မန်နေဝေးပန်းချပြီးအဖွဲကလည်းနှစ်ဖွဲ့ကွဲသွားပါတယ်။အခုထွန်းနဲ့ပိုးကြပြုခင်တို့ကိုမန်နေပြောတဲ့အဖွဲရဲ့ဝန်ထမ်းကောင်လေးမန်နေပြောတဲ့အဖွဲရဲ့ဖြစ်ပါတယ်။တချို့ကဆိုရင်ဆိုင်ကဝန်ထမ်းတွေဖြစ်တာကြောင့်ဝန်ထမ်းစည်းကမ်းကိုမလိုက်နာပဲဒီလိုရှောင်လို့တော့ခံရတာတော့နည်းသေးတယ်လို့ပြောပါတယ်။ဆိုင်တဆိုင်မှာချမှတ်ထားတဲ့စီကန်းကိုလိုက်နာရမှာဝန်ထမ်းတာဝန်ဖြစ်တာကြောင့်ဒီချိန်ဝန်ထမ်းကောင်းပေါ်တာပုံကြတာဖြစ်ပါတယ်။ နောက်ပြီးသူ့ကိုဆွဲထုတ်တယ်မှန်ရင်လည်းလိုင်းပေါ်ကိုရှင်မတင်မဲဆွေးနွေးတင်နေလိုင်းပေါ်တင်လိုက်လို့ပိုးကြော်တို့ဘက်ကရှက်ခွဲတွေပါညာနဲ့လှုပ်ွက်ရပြီးခုလိုတရားဆွဲတာဖြစ်တယ်လို့တီနားလေသူတွေကကွန်မန့်မှာပြောပြခဲ့ပါတယ်။ PK ထွန်းအောင်သူ့ရဲ့ Facebook ပေါ်မှာကြည့်ရထားသွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့မိသားစုကိုတိတ်ခါကြားဆင်ဆင်ရဲ့ပြောဆိုရေးသားမှုကြောင့်တရားဝင်ရမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ နောက်ပြီးသူတို့မိသားစုနဲ့ပတ်သက်ပြီးနောက်ထပ်ပြဿနာများကိုကုန်ထိတ်ခံကြဆင်းစီရန်ပြောဆိုနေမိသူမဆိုအခုလိုတရားစွဲဆိုသွားမယ်လို့ပါပြောပြထားခဲ့ပါတယ်။ ဒါကြောင့်လည်းလုပ်ငန်းရှင်တွေဟာဝန်ထမ်းတွေကိုခိုင်းစားပြီးအဖြစ်လေးတစ်ခုလောက်တွေ့တာနဲ့ကုန်တိတ်ခါချစင်နာပါညာနဲ့တရားဆွဲပြီးငွေကြီးငွေနိုင်ဆိုသလိုဆက်ဆံတက်ကြပါတယ်။သူတို့တမထမ်းတွေစီကံတိုင်းလိုက်နာပြီးဝန်ထမ်းလိုပဲဆက်ဆံကမရောပဲနေတဲ့လို့ပါသင်ကန်းစာရခဲ့ပါတယ်။ဒီလိုပြဿနာတွေဟာလုပ်ငန်းရှင်တွေဝန်ထမ်းတွေကြားမှာအမြင်ရှိခဲ့ပြီးအယောလုံရင်မလိုအပ်တဲ့ပြဿနာဖြစ်တဲ့ဆိုတော့ဒီပြဿနာမှာမိမောင်းထုတ်ပြခဲ့ပါတယ်။ ဝန်ထမ်းကောင်လေးကလည်းသူ့ကိုတရားစွဲဆိုဖို့မလုပ်ပါနဲ့လို့ဆိုရှယ်ထက်မှာပြန်လည်တောင်းပန်ခဲ့ပြီးသူပါမမလုပ်နိုင်ကြောင်းနဲ့လုပ်နိုင်တဲ့အင်အားလည်းမရှိပါဘူးလို့ပြောကောင်တရားစွဲထားတာကိုဖျက်ပေးဖို့တောင်းပန်ထားခဲ့ပါတယ်ဒီတော့ပြည်သက်ကြီးရဲ့ဘသူမှလဲဘသူမှလဲဆိုတော့ပြောပြပေးခဲ့ကြပါဦးနော်